ဒီနေ့ကတော့ကျွန်တော်ဒီ Nuvia ရဲ့နှမအသေးထွက်ရှိလာတဲ့ Nuvia Neo 3 5G ဖုန်းကိုမိတ်ဆက်ပြီးမှဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ဒီမိတ်ဆက်ခင်မှာသူ့ရဲ့ဖုန်းထဲမှာဘာတွေပါမလဲဆိုတာလေးကိုချက်ကြည့်ကြည့်လိုက်အောင်ပေါ့နော်။ဖုန်းထဲမှာကတော့ကျွန်တော်တို့ပါဝင်လာတော့ကာဘာအမရယ်ပြီးွားရင်သူ့ရဲ့ Runny Cat တွေပေါ့နော်။ ရနီကဲဆာအိုတွေစင်ကထုတ်တဲ့ပြင်နောက်တစ်ခုကဒီအာသွင်းဒုံရဲ့တိုက်စီအာသွင်းကျိုးရဲ့ပါဝင်လာမယ်တခုရှိတာကကျတော့သူရဲ့ဒီအာသွင်းဒုံဟာဆိုရင်တော့ USB တိုက်စီမဟုတ်တော့ဘူးပေါ့နော်တိုက်စီတူတိုက်စီပဲအဲ့အတွက်ဒီမှာဆိုလဲသူရဲ့ကျိုးကလည်းတိုက်စီတူတိုက်စီအာသွင်းကျိုးဖြစ်မယ်အာသွင်းဝကတော့331နဲ့အာသွင်းရမှာဖြစ်တယ်ပေါ့နော်ဆိုတော့သူ့ဖုန်းထဲမှာပါဝင်လာတာတွေကတော့ဒါတွေပါပဲအရင်ဆုံးဈေးနှုန်းလေးကိုပြောပြရမယ်ဆိုရင်တော့ RAM 8ပေါ့နော် Internal Memory 256GB ကို6996900ကျပ်ဆိုတော့9000နဲ့ရရှိမှာဖြစ်ပါတယ် ရရှိတဲ့အယောင်ကတော့၃ယောင်ရရှိတယ်ဒီအဝါယောင်ရယ်ကျွန်တော်လက်ထက်ရောက်နေတဲ့ cyber saver ဆိုတဲ့ဒီလိုကာလာလေးရယ်နောက်ထပ်ဒီအမဲယောင်ရယ်ဆိုပြီးတော့၃ယောင်ထွက်တယ်အဲ့ဒီ၃ယောင်ထဲမှာတော့ကျွန်တော်ကတော့ဒီအမဲလေးကိုပို့ပြီးတော့ကြိုက်တယ်ကျွန်တော်လက်ထက်ရောက်နေတဲ့ကာလာလေးကတော့ saver ဆိုတဲ့အတိုင်းပဲလက်ရည်ပိုင်းရယ်ကတော့တော်တော်လေးကိုထင်လွင်စေတယ်ဒီအဝါယောင်ကတော့ကျွန်တော်ဒီအတူရှိမှထွက်ထားတဲ့ Novia Neo 2 လို color လိုမျိုးပုံစံမျိုးလေးပေါ့နော်နောက်ဖက် design ကတော့ gaming design ပုံစံလိုမျိုးပဲထွက်လာတယ်သူရဲ့ဒီအနောက်ဘက်မှာဆိုရင် RGBB လေးပါဝင်လာတယ်ပေါ့နော်ဒီနားလေးမှာဘလို့အခြေအနေမျိုးတွေမှာလင်းမလဲဆိုရင်တော့ power safe ဖြစ်တဲ့အခါမျိုးတို့အသွင်းတဲ့အခါမျိုးတွေတို့နောက် incoming call လာတာတွေ notify တက်တဲ့အခါမျိုးတွေနောက်တစ်ခုကဒီ MP3 တခြင်း ဖွင့်ထားတဲ့အခါမျိုးတွေမှာဆိုရင်သူ့ရဲ့ဒီအနောက်ဘက်မှာမီးလေးကလင်းနေမယ်သူ့ရဲ့မီးရဲ့ကာလာတွေပြီးရင်သူ့ရဲ့ဒီ lighting design တွေပေါ့နော်အဲ့လိုမျိုးတွေကိုဒီထဲမှာတွားပြီးတော့ကိုစိတ်ကြိုက်တွားပြီးတော့ရွေးချယ်လို့ရတာမျိုးရှိမယ် main camera 50 megapixel ရဲ့ ပြီးအောက်မှာ2 mega megapixel တက်ရဆိုပြီးတော့ကင်မရာနှလုံးပါတယ်ဆိုတော့သူ့ရဲ့ကင်မရာတွေရဲ့အနေထားလေးကဘယ်လိုရှိလဲဆိုရင်တော့ကျွန်တော်ရိုက်ကြည့်တာကတော့ပုံမှန်ပဲရိုက်မယ်ဆိုရင် 25mm ပြီး 81mm ဆိုပြီးတော့ရိုက်လို့ရမယ် portrait mode တွေပါရိုက်မယ်ဆိုရင်တော့ဒီ zoom တွေပါဆွဲလို့ရမှာမဟုတ်ဘူးပြီးရင်တော့ဒီမှာဆိုရင် small mode တို့ pro mode တို့ပြီးတော့ဒီမှာဆိုရင်ဒီ camera family ဆိုတာလေးပါတယ်အမှဆိုရင်ကျွန်တော်တို့ဒီကျွန်တော်တို့ဒီ camera တွေပါရိုက်တဲ့အခါမျိုးတွေမှာဆိုရင် jewel view လိုမျိုးတုံးလို့ရတာမျိုးတွေ ပြီးနောက်ထပ် monochrome color လိုမျိုးလေးတွေနောက်ခုဒီမှာဆိုရင် vlog video တွေရိုက်ဖို့အတွက်ကိုဒီ video လေးတွေအတူလေးတွေလုပ်ပေးထားတာမျိုးတွေဒီစတဲ့အားလေးတွေဒီထဲမှာပါတယ် video ရိုက်မဲ့လူတွေကတော့ 1080p ကို 30fps နဲ့ရိုက်လို့ရမှာဖြစ်တယ် indoor ထဲမှာဆိုရင်တော့တောင်းတောင်း lighting လောက်နဲ့ရိုက်မယ်ဆိုရင်တော့နည်းနည်း noise လေးတွေထားတာမျိုးတွေတော့ရှိတယ် outdoor တွေဘာတွေမှရိုက်မယ်ဆိုရင်တော့သူ့ရဲ့ပုံထွက်လေးတွေကတော့နည်းနည်းလေးအဆင်ပြေတဲ့အနေထားမှာရှိတယ်ကျွန်တော်ဒီပြန်ပြီးတော့ update တဲ့အခါမျိုးမှာ color ပို့ပြီးတော့ဇူဝန်သူပြန်ပြီး color လေးချိန်ကြီးတာတို့ဘာလို့လေးနည်းနည်းပပလုပ်ပေးတာမျိုးတွေတော့ရှိတယ်သူ့ရဲ့ ီကင်မရာလေးကနည်းနည်းလေးထွက်တယ်အော်ဒီဘိုင်ချထားရင်တော့နည်းနည်းလေးကင်မရာလေးနဲ့ထိနေတာမျိုးလေးတွေရှိတယ်အပေါ်မှာကကျွန်တော်တို့ mic ပေါက်ပါမယ် single နှစ်ကက်ထည့်ပြီးတော့အသုံးပြုလို့ရမယ်အောက်မှာ volume အတိုးကျခလုတ်ပါမယ် speaker ကကြတော့သူကနှလုံးပေါ့နော် ဒီ studio speaker ကိုသုံးမိထားတယ်အပေါ်တစ်လုံးနောက်တစ်ခုကဒီ ERB speaker နားမှာ speaker တစ်လုံးဆိုတော့ speaker နှလုံးပါဝင်လာမှာဖြစ်တယ်ဆိုတော့သူ့ရဲ့ speaker ကတော့ကျွန်တော်တို့ထုံးစံတိုင်း DDS H ကိုသုံးမိထားတာဖြစ်တယ်အတန်တော့ကတော့ကျဲတယ်တော်တော်လေးကျဲတဲ့အနေထားမှာရှိတယ်တချင်းလေးပါတယ်ဂိမ်းလေးပါတယ်စောတဲ့အခါမှာ တော်တော်လေးကိုဒီ speaker ရဲ့အတန်ထွက်ကတော်တော်လေးကိုကျဲ3.5 mm ဂျက်ပေါက်တော့ပါဝင်လာမှာမဟုတ်ဘူးဒါပေမဲ့ဒီ FM radio ကိုအသုံးပြုလို့ရတယ်ဒီဘက်ချမ်းမှာတော့ကျွန်တော်ဒီ power key ပါတယ် power key ကတော့အနီအောင်လေးပေါ့နော်ဒီအယောင်မတူအောင်လုပ်ပေးထားတယ်ဒီ fingerprint နဲ့ power key နဲ့အတူတူပဲ side fingerprint ကိုအသုံးပြုရမှာဖြစ်တယ်နောက်တစ်ခုကဒီမှာဆိုရင်ကျွန်တော် gain ဆော့တဲ့အခါမှာအသုံးပြုဖို့အတွက်ဒီ ခလုတ်လိုမျိုးလေး test လေးပါတယ်ပေါ့နော်သူတို့တွေရဲ့အခေါ်အရတော့ juice shoulder trigger ဆိုပြီးတော့သူတို့ကတော့ခေါ်တယ်အကောင့်လေးပါပါဝင်လာမှာဖြစ်တယ်ဆိုတော့ဒီအကြမ်းခံမှုပိုင်းနေရေစုခံလားဘာလားညာလားအဲ့ဒါတွေတော့ဘာမှပြောထားတာမျိုးတွေမရှိဘူးဆိုတော့ခြေလေးပါတွေဖိတ်စင်တာမျိုးတွေပါတယ်တော့နည်းနည်းပါးပါးသတိထားရမယ်အထင်မှာတော့ပါတယ်ပေါ့နော် screen ရဲ့ design ပုံစံကတော့ကျွန်တော်တို့ဒီအလယ်မှာ selfie camera အတွက်ပန်ဟိုးပေါက်လေးပါတယ်။ selfie camera ကတော့ systemic ကပါစေပါတယ်။ selfie camera နဲ့အလားတပုံနေရိုက်မယ်ဆိုရင်တော့ဒီ အင်ဒိုတွေမှာဆိုရင်တော့နည်းနည်း noise တွေထတာမျိုးတွေရှိတယ်တကယ်လို့ကိုကရိုက်ချင်နေဆိုရင်တော့အောက်ဒိုးမှာအလင်းရောင်ကောင်းကောင်းရှိခဲ့နေရာမျိုးတွေမှာရိုက်မယ်ဆိုရင်တော့သူ့ရဲ့ပုံထွက်လေးတွေကတော့မစိုးဘူးလို့ပြောလို့ရတဲ့အနေအထားမှာတော့ရှိတယ်ဒီ sub camera နဲ့ video ရိုက်မယ်ဆိုရင်လည်း1080 view 30fps နဲ့ရိုက်လို့ရမှာဖြစ်ပါတယ်။ Screen ရဲ့ size ကတော့6.78 inch ရှိတယ်။ AMO LED display ကိုသုံးပေးထားတယ်130ရပြီးတော့1000နိတိရရှိတယ်အပြင်ဒီဘက်မှာအသုံးပြုမယ်ဆိုရင်တော့နေအောင်ကြီးပြင်းပြင်းဝမာဒီတိုက်ရိုက်ကြတဲ့နေရာမျိုးမဟုတ်ဘူးဆိုရင်တော့သူ့ရဲ့ display ကတော့အဆင်ပြေပြေသုံးလို့ရတဲ့ထဲမှာတော့ပါတယ်1080ပြီးဝမာ2392ပစက်ပါရှိတယ်ဆိုတော့ download ဆွဲထားတဲ့ video ပဲဖြစ်ဖြစ်ဒါမှမဟုတ် YouTube က video တွေပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ဒီဆမ်းပြီးကြည့်ရတဲ့အနေထားမှာတော့နည်းနည်းလေးဖွယ်ဖွယ်လေးဖြစ်တယ် color ကနည်းနည်းလေးဖွယ်ပြီးတော့နည်းနည်း ဖွေးဖွေးဖြစ်နေပေါ့နော်ဒီဖြူအဖြူအဖြူဘက်ကိုဆိုပို့ပြီးတော့သွားနေတဲ့ကာလာမျိုးဖြစ်နေတယ်လို့တော့ခံစားရတယ် Android version 15နဲ့လာတယ်သူတို့တွေဘက်ကတော့ဒီ software ဘက်နဲ့ပတ်သက်ပြီးတော့ဘယ်နှစ်လောက်အထိကိုထပ်ပြီးတော့ဒီ supporting ပေးမလဲပေါ့နော် update တွေထည့်ရအောင်မလဲဆိုတာတော့ပြောထားတာမျိုးတော့မရှိဘူးဒီမှာကတော့သူ့ရဲ့ AI feature လေးတွေပါတယ်ကျွန်တော်ဒီမှာ AI translate တို့ပါ ਉਹ တွေပေါ့နော်လုပ်လို့ရတာမျိုးလေးတွေပါတယ်ဒါပေမဲ့လည်းလောလောဆယ်တော့ကျွန်တော်တို့ဒီမှာ translate လုပ်တဲ့နေရာမှာတော့ ညီမဘာသာကတော့လောလောဆယ်တော့မပါလာသေးဘူးညီမဘာသာတော့တုံးလို့ရမှာမဟုတ်သေးဘူးပေါ့နော် performance ပိုင်းကတော့ uniso ရဲ့ဒီ1300အောင်မှာ7 nanometer ကိုအသုံးပြုပေးထားတယ်ဆိုတော့ဒီ uniso ကတော့ကျွန်တော်တို့နေ့က အရင်အကျွမ်းတဝင်ရှိတဲ့ SOC မျိုးမဟုတ်ဘူးသူရဲ့ performance ဆိုရင်တော့ကျွန်တော်ဒီ Hero G1 အတွက်ထက်တောင်မှဒီ gaming performance တွေကကိန်းကိန်းတန်းနေအရာနည်းနည်းလေးပို့ပြီးတော့တာနေတာမျိုးလေးတွေတောင်ရှိတယ်သူကဒီ AI game space 3.0ကိုအသုံးပြုပေးထားတယ်ဆိုတော့ဒီထဲမှာ game ဆော့နေတယ်ဆိုရင်တော့ function တော်တော်များများဆုံဆုံလေးလုံးလုပ်လို့ရတယ်ပေါ့နော်ဒီမှာဆိုရင် refresh rate တွေတွားရွေးလို့ရတာမျိုးတွေနောက်ထပ်ကျွန်တော်ဒီ phone တွေပိုင်းဝင်တဲ့အခါမှာ no call တို့ဒီစတဲ့ performance ဘိုင်းနေစတဲ့ဟာတွေတော်တော်များများဆုံဆုံလင်းလင်းဒီသူ့ရဲ့ဒီ game space မှာသွားပြီးတော့ဒီလှုပ်လို့ရတယ်တော်တော်များများဆုံဆုံလင်းလင်းကိုထည့်ပေးထားတာကိုတွေ့ရတယ် game ဆော့တဲ့လူတွေအတွက်ကတော့ဒီကောင်လေးကတော့ကျွန်တော်ဒီစက်သိန်းအောင်ဝင်ချင်မှာပေါ့နော် gaming phone လိုမျိုး performance မျိုးမပေးနိုင်ဘူးဆိုပေမဲ့လည်းသူ့ဈေးနဲ့သူ့အောင်နေရတော့ game ဆော့မဲ့လူတွေတက်ကတော့ဒီမစိုးဘူးလို့ပြောလို့ရတဲ့အထက်မှာပါတယ် Barry MBA 6000 mAh ပါဝင်နေအပြင်းတွင်33 watt အသွင်းမြန်စတင်းနဲ့တွင်းရမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီအသွင်းမြန်ဆိုရင်လည်းသူကဒီမှာသွားပြီးတော့ AI ပေါ့နော် ွားပြီးတော့ရွေးထားလို့ရတယ်အာ80ပြည့်ချင်တာလားဒါမှမဟုတ်တရားအထိသွင်းမှလားဒါမှမဟုတ်အာဘလောက်မှရဲချင်တာလဲဘယ်လိုမျိုးကိုကသွင်းချင်တာလဲစသဖြင့်ကိုဒီရွေးလို့ရတဲ့အပြင်ကိုမှနောက်ထပ်သူကဒီအာသွင်းနေတဲ့အချိန်မျိုးမှဆိုရင်ဒီ အပူလွန်ကဲမှုကိုရှော့ချပြီးတော့ဘက်ထရီထိခိုက်မှုတက်တအောင်ဆိုပြီးတော့ဘိုင်ဘက်ချာချာလေးထည့်ထားတယ်လို့ပြောတယ်ပေါ့နော်အဲကောင်လေးပါတဲ့အတွက်ဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီဘက်ထရီဒီဘိုင်ကတက်တန်းပူပြီးတော့ကြာရှည်ခံနိုင်ရှိမှာဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တွေပြန်လဲဆုံတွေ့ပါမယ်